်မော်လီဝက်သားနဲ့ဇလာဗီတာညွှန်ကြားမှု OC ဌာနကနေမေလ31ရက်ဒီကနေ့နဲ့9ရက်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ ဒီကနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွားခြင်းများအရာဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ရဲ့မြောက်ဘက်မှာကုန်းတွင်ပိုင်းဒေသများကိုဖျက်ချောခဲ့သောမုန်တိုင်းငယ်ဟာမြောက်အရှေ့မြောက်ဘက်သို့ရွှာခဲ့ပြီးအိန္ဒိယနိုင်ငံအာတန်ပြည်နယ်ကုန်းတွင်ပိုင်းဒေသများသို့ရောက်ရှိခဲ့ကာလေပြင်းနှင့်ရဝံအဖြစ်သို့အာရုံသွားခဲ့ပြီးဖြစ်ပါသည်ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်အော်တိုတွေမုတ်တုံလေးအကောင်ရမအာအလွန်ကောင်းနေပါတယ် ။ဒီကနေ့ညနေဒီခမ်းမဲချက်ကတော့သခိုင်းနိုင်ဒေသကြီးအောက်ပိုင်းကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့ရင်းနေရာဆိတ်ဆိတ်၊ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တို့ရင်းနေရာအနှံ့အပြားမှုထည့်ကြုံရပြီးရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊သခိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကွက်ပြီးမှုကြီးနေပါတယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်။မိုးတိမ်တောင်ပြည်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊သခိုင်းတိုင်းဒေသကြီးအထက်ပိုင်း ်အေယာဝတီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးတင့်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတင့်တောင်များရွေရှာရနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ကြုံခြင်းမိုးချိုပြခြင်းလျက်စီးလက်ခြင်းနဲ့မိုးတီခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်မယ့်အကြံပြုရပါတယ်။ မြမပင်လေပြင်းတွင်မြမကန်ရွယ်တရှောင်းနေကန်းလိုပင်လေပြင်းတို့တွင်ရံဖန်ရံခံမှုတက်လေပင်များကြရောက်ပြီးလိုင်းကြီးရောင်မှလှိုင်းလွန်ကြည်ပါမယ်။မိုးတက်လေပင်ကြာစဉ်ရှည်ပြင်းမြေပြင်းလေးဟာတနအိလင်း35မိုင်မှမိုင်40အထိတိုက်ခိုက်နိုင်ပါသည်။လိုင်းမြင့်မှမြမကန်ရွယ်တရှောင်းနေကန်းလိုပင်လေပြင်းတို့တွင်ဆယ်ပင်မှ၁၄ပင်ခန့်ရှိနိုင်ပါသည်။နောက်နှစ်အတွက်ခမ်းမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင် ချင်းပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထစ်ဆုံးပြီးနေရာကွက်ပြေးမှုကြီးနိုင်ပါတယ်။နေပြည်တော်နဲ့မန္တလေးမြို့အနီးတစ်ဝိုက်အတွက်ဒီကညနေဒီကမှချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ဆုံးရပါမယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကညနေဒီကမှချက်ကတော့မိုးအသင်အတေထစ်ဆုံးရပါမယ်။ရွာရံလုံးပြည်ဖြစ်ပါတယ်ရှင်။